ားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုရမခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေဈေးအတက်ကြာက36ကျင်းတီတီရှိပါတယ်လက်ရှိမှာတော့ဒီနေ့တရလုံးအတိုင်းတာအနေနဲ့ထိုင်းရွှေဈေးက1250အတက်နဲ့ဈေးပိတ်ထားပါတယ်ဒီနေ့က22ရက်နေ့လေးလပိုင်း2020နဲ့5ခုနဲ့ညလေးပိုင်းထိုင်းရွှေဈေးကတော့1250တက်ပါတယ်66.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေအခဲဈေးဆိုင်ကရောင်းတဲ့ဈေးက 9450ဆိုင်ကလက်ခံနေဈေးက9450လက်ဝိညာဉ်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းနေဈေးက9550ဆိုင်ကလက်ခံနေဈေးက9338.36နဲ့ပေါက်ဈေးရှိပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3466နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမှတ်ငွေ33.13ညနဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ 66.5ခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲကပန်ကောက်ထဲမှာလက်ခ200ရှိပါတယ်။လက်ခ PSC ထိုင်းရွှေခဲတစ်ပတ်သားကို94,650ဈေးနဲ့ပေါက်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခနဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က94,350ဈေးနဲ့ပြန်ပြီးတော့လက်ခမှာပါ။လက်ဝယ်ရတဲ့လက်ခတွေကတော့ပန်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ2000ရှိနိုင်ပါတယ်။မိမိဝယ်တဲ့အထည်ပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့ထိုင်းရွှေလက်ဝယ်ရတဲ့တစ်ပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခိုင်နှုန်းဖြတ်ပြီးတဲ့အပြင်ကို91,600ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခနိုင်ပါတယ်။ ယ်။လက်ရှိမှာတော့ထိုင်းရွှေဈေးတွေကတော့တက်နေပါဗျ။ကမ္ဘာရွှေဈေးကတော့အနည်းငယ်ပြန်ပြီးတော့ဈေးကျနေတာကိုတွေ့ရပါဗျ။လက်ရှိမှာတော့ကမ္ဘာရွှေဈေးကလည်းအမြင့်ဆုံးအထိကိုတက်နေတာဖြစ်ပါတယ်။ကမ္ဘာရွှေဈေးတွေဆက်လက်တက်မယ်ဆိုရင်တော့ထိုင်းရွှေဈေးကလည်းဆက်လက်တက်အောင်မှာဖြစ်ပါတယ်။ကမ္ဘာရွှေဈေးတွေကျမယ်ဆိုရင်တော့ထိုင်းရွှေဈေးကလည်းပြန်ပြီးတော့ကျနိုင်ပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုခြင်းတဲ့သူတွေအတွက်လက်ခဈေးသက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင် Cinex Glen Sea ကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တစ်ပတ်သားကိုလက်ခ၂၀၅ပတ်သားထိဝယ်မယ်ဆိုရင်လက်ခအကုန်ကျမရှိပါဘူး။ထိုင်းရွှေဈေးငွေဈေးတွေကိုအများအားဖြင့်တင်ပေးပါရစေ။ထိုင်းရွှေဈေးငွေဈေးတွေကိုသိချင်နေဆိုရင်ကျွန်တော် ဗီဒီယိုကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီး NLK လို့ပြရှင်နိုင်ကြပါစေ